ယူဆကွန်ကမာဖလားချန်ပီယံဆူကိုပေါ်တူဂီသင်းပထမအောင်ဆုံးကျင်းဆုခုဘောလုံးကြိုက်သူများအတွက်ကျမတို့ရဲ့ဝမ်မီလီယံချန်နယ်တွေကပြန်လည်ပြီးတော့ကျေးဇူးပါတယ်မနီယာရှိမြိုင်ခဲ့တဲ့2025 FIFA U20 ကမ္ဘာဖလားပိုလိုပွဲမှာ ပေါ်တူဂီတင်းကအอสတြေးလျတင်းကို1-0နဲ့အနိုင်ယူပြီး U20 ကမ္ဘာဖလားချန်ပီယံဆူကိုပထမဆုံးချိန်နဲ့စကူးနိုင်ခဲ့ကြောင်းသိရပါဗျ။ 2025ဖီဘာယူဆက်ကွန်ကမ္ဘာဖလားပြိုင်ပွဲကိုကာတာနိုင်ငံမှာနိုဝင်ဘာ3ရက်နေ့ကနေပြီးတော့28ရက်နေ့အထိကျင်းပခဲ့တာဖြစ်ပြီးပေါ်တူဂီသင်းကအုပ်စုဆင်းမှာဂျပန်ရဲ့နောက်ဒုတိယနေရာသာရရှိခဲ့ပြီးမဲ32သင်းဆင်းမှာဘယ်ဂျီယံ၊စကြောက်သင်းဆင်းမှာမက္ကဆီကိုဘွာတာဖိုင်နယ်မှာဆွစ်ဇာလန်၊ဆီမီဖိုင်နယ်မှာဘရာဇီးဘောလုံးပွဲမှာအော်စတြေးလျကိုအနိုင်ယူကြောပြတ်ပြီးတော့ချန်ပီယံဆုကိုရယူခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုတော့ပေါ်တူဂီကွင်းနယ်တိုက်စစ်ကစားသမားမာတီးယပ်စ်မီဒီကရရှိခဲ့ပြီးတော့အကောင်းဆုံးဂိုးသမားဆုကိုတော့ပေါ်တူဂီဂိုးသမားရိုမာရီယိုကိုညာကရရှိခဲ့ပေမဲ့ဂိုးသွင်းအများဆုံးဆုကိုတော့ရှီဂိုးသွင်းခဲ့တဲ့ဩစတြေးလျတိုက်စစ်မှုဂျိုဟန်နက်စ်မိုဆာကရရှိခဲ့ပါတယ်။ ်ယူဆခွန်ကမာဖလားပြိုင်ပွဲကို1985ခုနှစ်မှာယူဆချောင်းကမာချန်ပီယံရှစ်ပြိုင်ပွဲမြင်နဲ့စတင်ကျင်းပခဲ့တာဖြစ်ပြီးဒီနေ့ကျင်းပခဲ့တဲ့အကြိမ်20မြောက်ပြိုင်ပွဲမှာတော့ပြိုင်ပွဲဝင်အသင်း48သင်းပါဝင်တဲ့ပြိုင်ပွဲဖြစ်ပထမဆုံးကြိမ်တိုးမြင့်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ဒီပြိုင်ပွဲရဲ့အောင်မြင်ဆုံးအသင်းကတော့ချန်ပီယံဆု၅ကြိမ်ရရှိထားတဲ့နိုင်ဂျီးရီးယားအသင်းဖြစ်ပြီးပေါ်တူဂီသင်းကအရင်ကတတိယသာအမြင်ဆုံးရရှိခဲ့မှုကြောင့်သိရပါဗျာ။